အာအလုံးပဲမင်္ဂလာပါကျမညကြလို့ရှင်ကျမအကြောင်းသူပေါ့ကျမတန်တန်းနေကက်ဆရာလေးတွေရှိတဲ့အတွက်ကြောင့်မလို့အခုညကြတော့မအားဘူးပေါ့မားတဲ့အခါကျတော့လှင့်မယ်ဆိုရင်တော့လှင့်လို့ရပါတယ်မားတဲ့အခါကျကျမအခုအတိပေးပြောစကားလေးရှိပါတယ်ဒါကတော့ကိုရီးယားရောက်မြန်မာတွေအတွက်နံပါတ်1တစ်ချက်ကအာကျမတို့ဒီတာလာရအတွက်ကိုဘောလုံးကန်တဲ့သူတွေရှိပါတယ် အဘောလုံးကန်ကြပါလို့ဒါပေမဲ့လည်းကျမကြီးကိုဂယုစိုက်ကြပါလို့ပြောချင်ပါတော့ဘောလုံးတွေကိုမဟာတရားကန်တဲ့အခါကျရင်ကျမတို့ဒူးကောင်းဒူးကောင်းရဲ့အထက်ထဲမှာရှိတယ်တကောက်ကျော်ထဲမှာရှိတယ်ကျမတို့ကဒီဒူးကောင်းရဲ့အယိုးတွေထဲမှာအသားရှိမဲ့အယိုးရှိမဲ့အယွတ်အယွတ်နဲ့အသားနဲ့အဲ့လိုကတ်ထားတဲ့ဟာတွေရှိတယ်ပေါ့အင်းတဲ့လို့ခေါ်တယ်ပေါ့အယွတ်အကျော်တွေရှိတယ်အဲ့အထက်ထဲမှာရှိတဲ့ဒီတကောက်ကျော်တွေထဲမှာဆိုရင်ဒီဒူးကိုခိုင်ခန့်အောင်လုပ်ထားတယ်ဒီလို အမြောက်လက္ခဏာအကျောနှစ်ခုရှိတယ်အဲ့တော့ဘောလုံးကန်တဲ့အခါမှာအဲ့ဒီအကျောတွေပြတ်သွားပါတယ်ကောင်းလေးတယောက်ကအကျောပြတ်သွားတယ်ပြီးတော့ဒူးမှရှိတဲ့ဒူးရွတ်တွေစုပ်သွားတယ်ဒူးရွတ်စုပ်ပြီးတော့အကျောပြတ်သွားရင်အခွဲစိတ်ပြီးရင်နောက်မှ ခွဲစိတ်ခတယ်ပဲအခုစေးယုံကအဲ့ဒါပူပူလူလူ340ပေါ့130ဆိုမြန်မာငွေ300ကျော်ပါတယ် တော့3040နဲ့ပြီးရင် MRI ရိုက်ထားတယ်ပဲဒီနေ့တင် MRI ရိုက်ခါတယ်9000ခွဲလောက်ကြာတယ်ဆိုတော့အခါကျတော့နည်းနည်းတော့တတိထားပါလို့ဘောလုံးကန်တဲ့သူတွေငောကန်လဲကန်ပါအဲ့တော့တတ်လိုက်ရအတွက်လောက်တာရတဲ့ဂျေစုမြားကြီးတင်တဲ့အားလုံးကိုအဲ့တတ်လိုက်ရမွေတွေလဲတကယ်ရောက်မရောက်လဲစစ်ဆေးကြပါလို့ပြောချင်ပါတယ်ဘောလုံးကန်တာလဲတတိထားအဲ့တော့လှန့်ကန်နေရင်လဲသိတယ်မလားနာနေရင်လဲနားကြအောင် မြန်မာပြည်ကမိကတိနဲ့ဥဆိုင်နေတယ်လည်းမပြောက်ဘူးအဲ့လိုအကြောပြတ်တာကြတော့အဲကျမတို့ဒါခွဲစိတ်ရပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ကတော့ MRI နေရိုက်ပြီးသွားတဲ့အခါကျတော့မှသူ့ကိုဒီဆေးရုံကတော့တလောက်ကြတယ်ခွဲစိတ်မယ်ဆိုလောစရာမလိုတခြားဆေးရုံကဘယ်လိုလုပ်တင်လဲဒီဆေးရုံကဘယ်လိုလုပ်တင်လဲတယောက်နဲ့တယောက်ကအာဘော်တွေမတူပါဘူးဆရာဝန်တယောက်နဲ့တယောက်ရဲ့အာဘော်တွေမတူဘူးအဲ့တော့ခွဲစိတ်ဖို့ကအလျင်မလိုသေးဘူးအဲ့တော့ဟိုဘက်ကလည်းဆွေးနွေးဖို့ဒီဘက်ကလည်းဆွေးနွေးဖို့ ਨੇ အဲကျမကတော့အကောင်းဆုံးနေနဲ့အကူအညီပေးသွားမှာပါ။ဒါသူတို့တွေဟိုရခင်ကလေးကဒါသူတို့ဆိုအန်ဆောင်ကနေလာတာအန်ဆောင်ဘက်ကနေလာတာ။ဟိုရခင်တွေကကျမနဲ့အတူတူဟိုနေမကောင်းဖြစ်ရင်ကျမပဲလိုက်ပြီးစကပြန်ပေးနေကြဆိုတော့အခုလဲကျမစီကိုလာတာပေါ့နော်။အဲ့တော့ဒါကဘောလုံးကန်နေတဲ့သူတွေကိုကျမတတိပေးတာပါကိုရီးယားနေတဲ့သူတွေကို။နောက်တစ်ချက်ကတော့အခုတလောမှ EPA ကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာတွေဖြစ်နေရပေါ့။ ရခင်ကလေးကလည်းကျမတို့တွေကပြန်နာရရှိရဲဒါတွေကလက်တရားယုံနေမှလည်းရှိထားပြီးသားအဲ့တော့စိတ်မပူပါနဲ့လို့ကျမအနေနဲ့အကောင်းဆုံးဖြည့်ရှင်းပါပါလူတို့စိတ်ပူကြတဲ့လူတွေရှိတယ်အဲအရင်ကလေးကဟိုကျမဘက်ကိုလိုက်ချင်မိမယ်လဲတချို့ဘက်ကအုပ်စုတွေတောင်းနေတဲ့အခါကျတော့မပြောရတဲ့လူတွေအလုံးလည်းကျေးဇူးအများကြီးတင်တယ်ဒါပေမဲ့အခုချိန်မှာအာပေါ့အာသမင်းဆိုင်သမင်းဆိုင်ပေါ့ဘူဖြောင်းဘက်ကသမင်းဆိုင်နေပေါ့ဘူဖြောင်းဘက်ကသမင်းဆိုင်နေဆိုလဲ တောက်စုံကြီးကိုဘလို့နှိမ်နှဲမယ်ဆိုပြီးတော့အတင်းနေတုံနေကြတာပေါ့တိတယ်မလားအာတောက်စုံကြီးကိုဘလို့နှိမ်နှဲမယ်ဆိုပြီးအတင်းနေတုံနေရခင်ရပေါ့အာအတင်းနေတုံနေကြပေါ့ဒီတောက်စုံကိုဘလို့ဖြိုးမယ်တောက်စုံကိုဘလို့လုပ်မလဲအကောင့်တူတွေနဲ့တောက်စုံရဲ့တိတ်ခေါဘလို့ချမလဲဆိုပြီးတော့အတင်းနေတုံနေကြတဲ့ဗီဒီယိုဖိုင်อืมအတန်ဖိုင်ပေါ့ကျွန်တော်စီမှာရှိနေပါတယ်အဲ့တော့ဘသူတွေအတင်းတုံလဲခမင်းဆိုင်မှာဘသူတွေအတင်းတုံလဲဒါပေမဲ့လေ တနေ့တည်းတစ်ချိန်ကြာရင်ဘသူကမမကန်ကန်လှုပ်လဲဆိုတာကိုတိတဲ့အတွေ့အကြုံမလို့လေအားလုံးကကျမရဲ့အတင်းကိုတုံနေတာလေအဲ့ဒါကျမလူတွေဖြစ်နိုင်တယ်နော်ကျမအတင်းကိုတုံနေရင်ကျမလူတွေဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုနီလာထေကိုအတင်းတုံနေတဲ့အခါကျတော့မဟုတ်ကောင်းနေရဟာနင်တို့ဒီကောင်မအကြောင်းတင်းတုံနေတာလားဆိုပြီးတဲ့အခါဝင်ပြောမှလေတိတယ်မလားအဲ့လိုဇွန်နီလာထေရဲ့အတင်းတုံနေရင်လဲဇွန်နီလာထေလူပဲဇွန်နီလာထေကိုဆဲနေရင်လဲဇွန်နီလာထေလူဖြစ်နိုင်ပါတယ် ်ဒီမှာဆဲဆဲချင်းသူတို့တွေတွားပြီးအတင်းတုတ်ကြတဲ့အခါကျတော့လေဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်မရှိမှအတားဖိုင်နေရှိနေပါတယ်ဒါပေမဲ့ကျွန်မတို့ကကိုရီးယားနိုင်ငံကဒီတရားဥပဒေစိုးမိုးတဲ့အခါကျတော့မှန်တဲ့လူနောက်ကိုပဲလိုက်မှာပါအဲ့မဲ့ကျွန်မကနောက်ကျောလုံနေဘလို့ပဲစစ်စစ်နောက်ကျောလုံနေကျွန်မအကုန်လုံးပေးစစ်မှာလို့အားလုံးပြောထားပြီးသားဒါကြောင့်မလို့ကျွန်မကိုကြိမ်စာတိုက်လို့လည်းမရအောင်ကျွန်မရဲ့ရင်ဘတ်ထဲမှာကူမှာ မှန်ကန်တဲ့စိတ်ထားတွေကရှိနေပြီဒါညာတာမဟုတ်ဘူးနော်ကျမတို့ဘရောမှဘူးဘူးတပားကိုမယုံပါခဲ့မှန်မှန်ကန်ကန်ပဲကိုတက်နိုင်တာလုပ်ပေးခဲ့ဒါပေမဲ့ကျမစိတ်ထဲမှာနောက်ထပ်သစ္စာတစ်ခုကရှိတယ်အရင်ကတည်းကကျမပြောပါတယ်ဒါကြီးကြီးကျယ်ကျယ်ပြောတာမဟုတ်ဘူးသူများတွေတောင်ကလေးတွေတောင်မှကိုယ့်အသက်ကိုပေးဆက်ပြီးတဲ့အခါကာကွယ်နေတာဖြစ်တဲ့အတွက်ကျမတက်နိုင်တဲ့လောက်ကျမပြည်သူကိုကျမကာကွယ်မှာပဲလို့ကျမပြောထားပါတယ် နောက်ပိုင်းကျမပညာတွေဆက်တင်မှုတွေအများကြီးရှိတယ်ဆက်တင်ရင်လည်းတည်သူကောင်းကယ်ဖို့အတွက်ပလာမှာပါဒီလိုမျိုးပဲဘုသူတ္တတွေဆက်ပြောနေမှာပါပဲတယောက်မခံရရင်ဘာဖြစ်တော့ကျမမြတ်သွားမယ်ကျမကြောင့်တယောက်မခံရရင် ကျမမြတ်သွားမယ်အဲ့ဒီအမြတ်ပဲလူကျင်တာဒါကြောင့်မလို့ကျမကြမ်းကြမ်းမမာနဲ့ရှေ့ကိုပဲဆက်တိုးမှာပြီးတော့ကျမကိုအားပေးခဲ့တဲ့သူတွေလည်းကျမအမြဲတမ်းပြောပါတယ်ဘယ်တော့ကြောင့်ကျမကြောင့်ဘယ်တော့မှ မညှိုးငယ်စေရဘူးလို့ကျမကြောင့်ပဲမျက်နှာရအောင်လုပ်မှာပါပဲအဲ့တော့နောက်တစ်ချိန်ကြလို့ရှိရင်တော့ကျမတို့တွေဘယ်လိုဆက်ပြီးတော့ကြိုးစားမလဲဆိုတာစောင့်ကြည့်ပေါ့နော်ကျမတို့ဆက်လက်ပြီးတော့ကြိုးစားသွားမှာပါကျမတို့မှာကျမတို့မိဘအတွက်လည်းမပူစရာမလိုပါဘူးမောင်နှမအတွက်လည်းပူစရာမလိုပါဘူးကျမကမှလည်းဘာမှမရှိတဲ့အတွက်ဘာမှလည်းပူစရာမလိုကျမတို့အဖေါ်က80ကျော်အတွက်လည်းပူစရာမလိုသူလည်းသူ့ဖာသူပဲ အေးကျန်းကျန်းပဲကျမမိဘလေးလည်းကျမကိုဘာမှအပူမပေးဘူးတခါမှအပူကိုမပေးရကျမရဲ့အပူတစ်ခုပဲရှိရကျမနိုင်ငံကိုမြန်မြန်ဆန်ဆန်ပါဖြစ်ချင်တော့လွတ်လပ်ရေးရချင်တယ်ဒါပဲအရင်အမတို့တက်ချင်နေပြီအရင်အမေစုခက်ခက်လောက်ပြန်လဲပြီးတော့အဆင်ပြေလာရင်တဖြည်းဖြည်းနဲ့တိုးတက်သွားလို့ရတယ်အဲကျမရဲ့ဒါပစ်စီချင်တဲ့စိတ်ထားပဲအဲ့တော့ကြံတဲ့လူတွေဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ဇနီလာထိအကောင်းဆုံးဖြည့်ရှင်းနိုင်တယ်မပူနဲ့နော် ဒါပေမဲ့ကျွန်မတခုလည်းပြောချင်တယ်ဇနီလာတီးကိုဖြုတ်ချချင်တယ်ဆိုရင်တော့စူးစားစူးစားပါလို့ကျွန်မလည်းငိန်ခံနေမဲ့စားထဲမှာမပါပါဘူးကျွန်မပြောထားပြီးတော့ကိုယ်လက်ချောင်းထိုးရင်ကျွန်မဒီလိုပြန်ထိုးမှာနော်ကျွန်မပြောထားပြီးသားအဲ့တော့နောက်ချောင်းလုံနေဆိုရင်တော့ fight လို့ရပါတယ်လူတိုင်းမှာကိုယ်ကိုချင်းတရားကိုယ်တိတ်ခါအကုန်ရှိတယ်အကုန်ချပြနိုင်တယ်ဇနီလာတီးရှိမှာအကုန်တတ်တည်ပြီးအကုန်ရှိပါတယ်အဲ့တော့ ဒီကောင်မအမှန်အကန်ပဲဆိုတခြားလူရဲ့ပြောစကားကိုနားထောင်ပြီးတဲ့ကလှုပ်ဖို့လည်းစဉ်းစားပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘသူပဲဟိုအာအမဇွန်ကြီးအာအမဇွန်ကတော့လှုပ်တော့မယ်ဒီမှာပြောဆိုနေပြီဆိုရင်လည်းရတယ်ကိစ္စမရှိဘလူပြီဘလူပဲပြောပြောပါကျွန်မအခုချိန်ထိဒီနားမှာပဲဆက်ရှိနေတော့မှာနောက်ချိန်လဲဒီကမြင်တဲ့နေရာကိုပဲသွားမှာပါ ဒါကမြင်တဲ့နေရာမှာကိုပဲတော့မမအလုံးစိတ်မူပါနဲ့ကျမတတ်နိုင်တဲ့လောက်ကတော့ကျမကဘာဖြစ်နေမှာလဲအရင်ကတည်းကကိုကာကွယ်ပေးခဲ့တာဖြစ်တဲ့ဒီချိန်ဒီမှာယောက်ျားသားကြီးတွေရဲ့လေပြောဆိုမှုကိုခံပြီးတော့တောင်မှကျမကူညီပေးတာဖြစ်တဲ့ဒီထက်ကြောက်စရာကောင်းတာဘာမှရှိတော့ကျမပြောထားပြီးသားကျမတေးတေးငယ်ဒီနာလောက်ကလောက်ကကြီးတိတခုဘောင်ပဲရောက်သွားတယ်အဲဒုက္ခကျမတေးတေးကျမကိစ္စမရှိတော့ ကျမတို့ရဲ့ဘဝတွေရောအနာဂတ်တွေရောတည်ထားပြီးသားကြီးကတည်စရာအကြောင်းရှိတော့အဖိုက်တင်းသူချက်ကိုချပါပဲဘယ်တော့မှမဆိုသူချက်ကိုချပဲဒါပေမဲ့အာကျမဟိုပေါ့နော်တရင်နေကြပါတယ်အဲတောက်စုံကြီးကဒါစိတ်ကောင်းလားဆိုပြီးတဲ့အခါကျတော့ပြောတဲ့သူတွေအများကြီးပဲရှိပါတယ်ကျမရှိမှာအကုန်တက်သေးတွေလည်းရှိပါတယ် သူတွေနောက်ပိုင်းမှာဘယ်လိုပြောနေလဲရှိပါတယ်ကျမတို့ကတော့ကိုယ်စိတ်ကောင်းတာကိုပဲတည်တာပဲလူတွေကအာသူများစိတ်ကောင်းတယ်ထက်ကိုကိုကိုလည်းစိတ်ကောင်းတယ်ဆိုတာပိုသိရမှာပဲကျမတို့ကောင်းကောင်းမွန်မွန်ပဲနေပါတယ်အားလုံးအစဉ်ပြေရင်အားလုံးဝမ်းသာတယ်အဲ့ဒါကျမစိတ်တူတတ်တာစိတ်တူတတ်တာပေါ့နော်ဒါပေမဲ့သူများကတော့ဘတော်မှမယုံပါခဲ့ဘူးကိုယ်ဆဲနေတဲ့သူတောင်မှ တောင်းပန်ပါတယ်အမရေကျွန်တော်မသိလို့ပါဆိုရင်တော့မဘလော့ဆဲဆဲပပဆဆဆဲလေခွနတတ်တဲ့လူစားဖြစ်တဲ့အတွက်ကြောင့်အေးဆေးဆေးပဲဒါကြောင့်မလို့ကျမတို့အကျင့်စာပါဖြစ်တယ်ဟောကျမကျင့်စာတိုက်ရင်စူးတယ်ဆိုတာကျမတို့ကမှန်မှန်ကန်တဲ့အမှန်တရားတွေကိုတိုင်တယ်ပြီးတော့မှကျင့်စာတိုက်လို့သူတို့စူးတာပါမှန်မှန်ကန်ကဲလူတွေကတော့ဘလို့ကျင့်စာတိုက်တိုက်စူးမှာမဟုတ်ဘူးလေအဲ့တော့ကိုကိုနိုင်ကလည်းအဖုံးကန်မြင့်ဖို့လေလူပါသေးတယ်ကျမကတော့ဖုံးကန်တွေကတော့ဆက်လက်ပြီးတော့ပဲမြင့်သွားမှာပါ ာတေချာပေါက်ကတော့ကျမကိုဘယ်သူမှမနိုင်တဲ့အချိန်ရောက်လာမှာပါ။ဘာကြောင့်လဲဆိုတော့ကျမကဟိုကျမတို့ပြောတယ်လေလူဆိုတာဟိုကံနှိတ်နဲ့ကာလရှိတယ်လေ။လူတိုင်းမှာရှိတယ်။ဘယ်နှစ်နှစ်အတွင်းလို့ပါတော့အဲ့လိုကံနှိတ်နဲ့ကာလရှိတယ်ကျမကြော်ဖြတ်လာပါပြီ။ကျမကျမအခုကံကောင်းတဲ့အချိန်ကိုကျမရောက်လာပါပြီ။အဲ့တော့ come on အာလောကကြီးကသူဖြစ်ချင်တာဖြစ်လာတာနိဟုတ်တယ်မလား တော့ကိုကအဲ့ဒီပြဿနာတွေအားလုံးကိုရင်ဆိုင်နိုင်ဖို့ပဲသူဖြစ်ချင်တာဖြစ်စမ်းငါတို့ကကြော်လွှားနိုင်ဖို့ပဲအဓိကပေါ့အဲ့တော့ကိုဘလို့ကြော်လွှားမလဲပြဿနာတွေကိုဘလို့ကိုဖြေရှင်းမလဲဘဝကနေမူတည်ပြီးတော့ကိုအောင်မြင်မှုပါရောက်ရှိလာမှာပါပဲအဲ့တော့အဓိကတော့နံပါတ်၁ချက်လောဘမကြီးပါနဲ့မမကန်ကန်လောက်ပါလောဘမကြီးနဲ့မြတ်မြတ်တတလောက်ပါအနိုင်ရမှာပါဒါပေမဲ့ဇနီလာတိကန်ဆိုးတာမရှိတော့ ဇနီးလာထိကန်ကောင်းဖို့နဲ့ထိုက်တက်ဖို့ပဲရှိတော့တယ်။ဘာကြောင့်ကန်ဆိုးတာတွေပြီးသွားပြီ။အော်အမြဲတမ်းဇာတာစစ်ပေးနေတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဇာတာကိုစစ်ပေးနေတာ။သူရဲ့ဇာတာထဲမှာကိုကလေးကသူတော်ကောင်းဇာတာပါထားပြီးသားမယုံဇာတာစစ်ကြည့်မလား။မယုံဇာတာစစ်ကြည့်မလား။ မအလားစားတာမဟုတ်ဘူးကိုရီးယားအဲ့တော့နောက်ချိန်ကြရင်ဘာဖြစ်တော့လက်ခမောင်းခဆန်းဆိုတဲ့အချိန်ကိုရောက်ရှိလာပါကျမတိတ်ရည်ကျင်တာလက်ခမောက်ခဆန်းဆိုတဲ့အချိန်ကိုရောက်ရှိလာပါပြီအဲ့တော့လက်ခမောင်းတွေပဲစခတ်ပါတော့မယ်ဟေး come on ကြက်တနာတွေအားလုံးလည်းဘာဖြစ်တယ် come on ငါကြော်လွှားဖို့အသင့်ပဲလာခဲ့လောကကြီးကသူဖြစ်ချင်တာတွေ လာရင်ကိုကကြော်လာပြီကိုဖြစ်ချင်တာတွေကြီးကဘာလုပ်ပလိုက်လဲပြန်လုပ်ပလိုက်အကျော်ကုန်ပေးနဲ့တော့ကကြီးကိုဘာလုပ်ပလိုက်လဲစိန်ခေါ်ပလိုက်ပြောလိုက်ငါတို့ဖြစ်ချင်တာဘရောမှမဖြစ်စေရဘူးငါဖြစ်ချင်တာကိုပဲဖြစ်အောင်လုပ်မှာလို့အဲ့လိုနဲ့ပဲကြော်ဖြတ်ကြပါလို့ပြောချင်ပါတယ်အဲ့တော့ခုနကတစ်ချက်ကဘောလုံးသမားလေးတွေတတိထားမယ်ဒုတိယတစ်ချက်က အတင်းတုံနေတဲ့သူတွေဇွန်နီလာသေးတည်တယ် okay နောက်တစ်ချက်ပြဿနာတွေအားလုံးကိုဟိုဘယ်လိုပြောမလဲကြိုးစုံနေပါတယ်လို့အားလုံးကြော်ဖြတ်ဖို့အသင့်ပါတရားမျှတတော့နီးနေပဲကြော်ဖြတ်မှာပါတရားဥပဒေနီးနေပဲကြော်ဖြတ်မှာပါကျမငငယ်ကလေးတွေအတိုင်ထောမတူတတ်ဘူးကျမညီမနဲ့ကျမနဲ့ရန်ဖြစ်ရင်တော့ကျမအတိုင်ထောဘရောမှမတူတတ်ဘူးအခုတော့ဘာဖြစ်လဲအတိုင်တော့ထူထပ်ရတော့မှာပေါ့အတိုင်တော့မထူရင်ဘာဖြစ်သွားမှာကိုခံရတော့မယ်လေဒါကြောင့်ပါအလုံးပဲ fighting ကျွန်မခုနကပြောသလိုပဲလောကကြီးက तू ဖြစ်ချင်တာ तू ဖြစ်ချင်တာတွေကိုဖြစ်ခိုင်းရင်ကိုဖြစ်ချင်တာတွေဖြစ်ဖို့အတွက်ဆော့ပြန်ကြော်လွှားအဲ့ဒါခုနကစီစီဟိုဟာနေပြီးတော့မှစေကန်းပြပြီးတော့မှပြန်လာတယ်မနှက်ဖတ်ကြလို့ရှင်လေစေကန်းထပ်သွားမှာရှိရဲအဲ့ဒီမဲ့စိတ်ပင်ပန်းမှုတွေအတွက်ရှိုးဝဲသွားကြည့်မယ်ဒါကတော့တစ်နှစ်လုံးမှာတစ်ခေါက်နှစ်ခေါက်ပေါ့ ဒါတင်းမို့ဆိုလဲတစ်ခေါက်ပြီးတော့ရင်ပြီးတော့ပါတယ်သူတို့ကလည်းဒီနှစ်ထဲမှာမှာပါဖြစ်နေတာလေသူတို့ကလည်းအင်းညီမပြရလူတွေကဘယ်ဟာကိုအောက်ကနေပြောတာဘယ်ဟာကိုစိုးလို့ချင်တာလဲဆိုတော့ကျွန်မမသိနိုင်ငံရေးရလဲအင်းဒီနှစ်ထဲမှာတော့ပြန်ကောင်းမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ ကိုရီးယားတောင်မှဒီလေးလပိုင်းမှာ ကျမတို့ပြောပါတယ်ကိုရီးယားမှာဒီလေးပါလာ လေးလပိုင်းမှာဘယ်အလွတ်တော်အမှတ်တွေနိုင်မလဲဆိုတာကိုကျမတို့စောင့်ကြည့်ရလိမ့်မယ်အဲ့တော့ဒီကျမတို့ရဲ့ဒီဒီမိုကရေစီဘက်ကိုအားပေးတဲ့လွတ်တော်အမှတ်တွေနိုင်နေဆိုရင်တော့မြန်မာပြည်ကိုကူညီပါလိမ့်မယ်နိုင်ဖို့လည်းများပါတယ်အဲကြောင့်လဲဆိုအခုကိုရီးယားကစစ်တပ်ဖက်လို့ဖြစ်နေတာဟုတ် အဲ့တော့လေးလပိုင်းမှာဒီမိုကရေစီဘက်ကလွတ်တော်အမတ်တွေနိုင်ပါစီလို့ပဲဆူတောင်းပါသူတို့နိုင်သွားပြီဆိုရင်တော့အဆင်ပြေပြေလေးနဲ့မြန်မာပြည်ကိုလည်းကူညီလိမ့်မယ်လို့ယူဆရတယ်။ညသူတို့ကဘာလဲဆိုဒီမိုကရေစီကိုအားပေးတဲ့သူဖြစ်တဲ့အတွက်ဒီမိုကရေစီဘက်တော်သားတွေဘက်ကနေပြီးတော့ပါလိမ့်မယ်လို့ကျွန်မယူဆတယ်။အခုကစစ်တပ်ဖက်ကဖြစ်နေတယ်ကမြန်မာသတင်းတွေကလုံးဝအမှောင်ချထားတယ်။မြန်မာသတင်းတွေမလာတော့ဘူးပေါ့နော်။ဟုတ်တယ်မနိုင်လို့လည်းမရတော့ဘူး။ ဲ့တော့ဒီကိုရီးယားကလည်းလေးလပိုင်းမှာသူတို့ရွေးကောက်ပွဲရှိတယ်။လေးယူရောဒါလွတ်တော်အမရွေးကောက်ပွဲပေါ့နော်။နောက်နှစ်မှာရွေးကောက်ပွဲရှိပြီလေ။အဲ့တော့နောက်နှစ်မှာကျမတို့တွေနိုင်မှဖြစ်မယ်။ဒီနှစ်အကုန်ပေါ့နောက်နှစ်အပုံမှန်လည်းပြရင်ကလေးတွေ6အဒီ6လပိုင်းမှာစာတင်တဲ့အချိန်ဒီမှာနိုင်ဖို့လိုအပ်တယ်။နှမဆိုကျမတို့ကလေပြန်လဲထူထောင်ရေးလုပ်ဖို့တော့မလွယ်ကြဘူး။အဲ့မဲ့ပြန်လဲထူထောင်ရေးတွေကတော့ခိစ္စမရှိပါဘူး။မြန်မြန်ဆန်ဆန်အဲ လောက်ဖြစ်လိမ့်မယ်လို့တော့ကျမတို့ယူဆတယ်ပေါ့နော်အဲ့တော့ဝိုင်းဝန်းပြီးတော့လောက်ကြမှာပဲလေအဲ့တော့ကျမတို့ပြောချင်တာအလုံးတက်လိုက်ရနိုင်ဖို့ပါပဲတက်လိုက်ရနိုင်ဖို့ပါပဲကျမလည်းဒီဘက်မှာတရားဥပဒေရဲ့ဘက်ကအရာကျမနိုင်နေဆိုရင်မြန်မာပြည်လည်းတက်လိုက်ရနဲ့နိုင်မှာပါပဲကျမယုံကြည်ထားတယ်ကျမလည်းဒီဘက်မှာမအားလာနဲ့အမေစုနဲ့လိုပဲရံဖြစ်နေတာဖြစ်ပါတယ် မလာနဲ့အမေစုနဲ့ရံဖြစ်နေလို့ဖြစ်နေပါတယ်တကယ်ပြောတာပါဘာကြောင့်လဲဆိုတော့မွေးလာပြီမွေးရတည်းရအဲ့လိုတွေဖြစ်နေတာဟုတ်ပါမ ayı အကုန်ပျက်စီးနေပါ နိုင်ကိုနိုင်ရမှာပါ နိုင်ရမှာပါအဲ့ဒီအချိန်ကြတဲ့အခါကျတော့ကျမတို့ကိုဟိုပေါ့နော်လူတကာမုံတီးအောင်ဒလန်လို့ပြောခဲ့တဲ့လူတွေအားလုံးလည်းကျမကဒီတိချပြန်မှာပါကျမအားလုံးဒီတိကိုချပြန်မယ်ကျမတို့မှာဘာမှထိန်ချန်ထားစရာမလိုပါဘူး ကျမကိုကြည်နေတဲ့ဒီပြိတ္တတွေကိုလည်းကျမထိန်ချန်ထားစရာမလိုဘူးကျမတို့ရဲ့ပြောခဲ့တဲ့ဟာတွေကဆိုတော့ကျမအားလုံးကိုပဲလုပ်ပါလေပြပေးမှာပါပြပေးမှာဖြစ်ပါတယ်ကိုတက်နိုင်တာအတွက်အေးပေါ့မနိုင်ဘူးဆိုရင်တော့ဒီလိုကြီးပဲသွားမှာလေမနိုင်ဘူးဆိုရင်ဒီလိုအတ္တစာတွေနိုင်ငံပြက်ချိန်မှာ ီလိုခုတ်သွေးဝင်ဆုပ်တဲ့သူတွေနိုင်ငံဖက်ချိန်မှာပွေးဖောက်စားတဲ့သူတွေကြောင့်ပဲပျက်စီးမှာပေါ့အဲ့ဒါအဓိကပါလေသူတို့တွေကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအဓိကအောက်ခြေပြည်သူတွေပျက်စီးမှာပေါ့အရင်လိုလဲပြန်မရတော့ဘူးအကုန်အလုတ်တွေကလည်းဖြစ်သွားပြီဒါကဟိုကျမတို့တွေအရင်တုန်းကအမေစုတို့2015မတိုင်ခင်လောက်ထိတောင်ဘာမှပြန်ရစရာအကြောင်းမရှိဘူးဘာကြောင့်လဲလုပ်ငန်းတွေအားလုံးကလည်းထွက်ကုန် အဲ့တော့ပြည်သူတွေကလည်းနှစ်ချမ်းနေရကိုယ့်ရဲ့ကုန်နှစ်ချမ်းနေမဟုတ်ဘူးသူတို့ဘက်မှာတော့လေးပုံပုံဝင်တပုံလောက်တော့ရှိတာပေါ့ကျမတို့စီမာကသုံးပုံလောက်ကပြည်သူတွေကဆင်းရဲတဲ့ဓမ္မတွေလေတပုံလောက်ကတော့သူတို့ဘက်နဲ့ပတ်စံနည်းနည်းရှိတဲ့လူတွေကြံနေသေးတယ်ပေါ့ရတိကတော့တက်လိုက်ရနိုင်ဖို့ပါပဲအားလုံးဝိုင်းဝန်းကြပါလို့ပဲဆုတောင်းပါတယ်ကျမတို့အတွက်ကတော့အဲကျမရဲ့ဟို profile မှာလည်းရေးထားပြီးငါသည် ငါနိုင်ငံအတွက်တတ်နိုင်တဲ့လောက်တာဝန်ကြီးရမယ်။လစဉ်တာဝန်ကြီးပါတယ်။ကိုပြောခဲ့တဲ့စကားကိုကိုတီအောင်နဲ့လုပ်ပါတယ်။နိုင်ငံရေးလုပ်မဲ့သူဟာကိုပြောတဲ့စကားကိုကိုမတီလို့ရှင်နိုင်ငံရေးလုပ်စားလို့မရပါဘူး။အဲ့တော့နိုင်ငံရေးကျမတို့စာတင်နေတဲ့အခါမှာကိုပြောတဲ့စကားကိုကိုပြောတဲ့စကားလောက်ကိုတခြားဟာတွေမတီရင်နေတော့ကိုပြောတဲ့စကားလောက်ကိုပဲကိုတီအောင်လုပ်ရပါတယ်။โอเคကျမပြောခဲ့တယ်။ကျမကိုတိုက်ခိုက်တဲ့လူတွေကိုကျမရဲစခန်းတိုက်မယ်။โอเคတိုက်ပါပါ။ တိုင်နေနေပါတယ်တိုင်ပါမှာโอเคကျွန်မတက်နိုင်တဲ့လောက်ကျွန်မနိုင်ငံအတွက်ကိုတက်နိုင်တဲ့လောက်လုပ်ပေးမယ်โอเคတက်နိုင်တဲ့လောက်လုပ်ပေးနေပါတယ်ဒါတွေကိုလည်းချပြမှာပါညာစရာအကြောင်းမရှိပါဘူးအဲ့တော့ကျွန်မကိုဒီနိုင်ငံမှာဘသူပဲစွဲခေါ်ထုတ်ဖို့ပဲလုပ်လို့တွန့်အောင်တွန့်တိတွန့်အောင်တွန့် come on ပဲလာခဲ့ problem တွေအားလုံးပြဿနာတွေအားလုံး welcome ဇွန်နီလာထည့်ရဲ့တောက်ဖနာအောင်မှာဒလူဒလူကိုဘာလုပ်လိုက်မှာခြေထက်ပလိုက်ပြီးတော့ကန်ပလိုက်ရင်အဲ့ဒီလူတွေဘာဖြစ်လဲအဲ့ဒီကျမခြေလိုက်တဲ့ဟာတွေမှန်ပြီးတော့ဘာဖြစ်လဲလဲသွားလိမ့်မယ် Come on ဘယ်သူကဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့ Come on ပဲအဲ့တော့အားလုံးကိုပြောချင်ပါတယ်နည်းနည်းလေးတော့ fighting 19နဲ့တော်ရရကလေးတွေဘွားကနိုင်မပြန်လာဟုတ်ပါတယ်မှန်ပါတယ် တို့ဘဝတွေပေါ့နော်တခြားလူတွေဒါမကောင်းဆိုးဝါးတွေကိုတက်လှုပ်ပေးပေးမယ်နိုင်ကျင်းတွေရော fighting ပေါ့နော်ကျမတို့လည်းအာဘယ်လိုပြောမလဲဆိုတော့နိုင်ငံတည်ငြိမ်ရေးတန်းတို့မှာပဲကျမလည်းမြန်မာပြည်ပြန်လာရမှာလေကျမကလည်း905ကြီးနဲ့လေအရန်ကိုချစ်ကြတာ905ကြီးနဲ့ဟုတ်ဆိုတဲ့အခါကျတော့အားလုံးပဲ fight တယ်မှာကျမတို့တက်လိုက်ရတဲ့အတွက်ကတော့ကျမတို့ ဘတ်စုံပေါ့ကျမကတော့ဟိုဘတ်စုံဘတ်စုံလူသားပေါ့ဟောစပေးဆောင်အတွက်လဲပါမှာပဲပညာရေးဘက်အတွက်လဲပါမှာပဲတခြားအတွက်လဲကိုတက်နိုင်တလောက်ပေါ့နော်တက်နိုင်တလောက်မင်းကလေးတယောက်တည်းအားနဲ့မင်းကလေးတယောက်တည်းအားနဲ့ကျမတက်နိုင်တလောက်ပေါ့ 905ရတာကုန်ယူဖို့ကောင်းတယ်ဘယ်အောင်ဆိုလို့ကျင်တာလဲမသိဘူးဒါပေမဲ့ဒါကလေဒီဟာတွေကိုခူးတုံးလောက်ချင်တဲ့သူအတွက်ပေါ့နော်ဒါကတော့905တွေကအခွင့်ကောင်းနေပေါ့ကျမတို့ကတော့ဒီ905အပေါ်ကနေပြီးတော့ခူးတုံးမလောက်ချင်တကယ်ကိုမှချစ်မြတ်နိုးတဲ့သူတွေအားလုံးကတော့ဒီဟာတွေကအခွင့်အရေးလို့မတတ်မှတ်ထားဘူး ကျွန်မအတွက်ကတော့ဒီ905နဲ့ပတ်သက်ပြီးဘာမှလှုပ်ထားတာမရှိအခွင့်အရေးမယူပါဘူးဒီမှာလဲကျွန်မကျောင်းဗီဇာနဲ့ပဲနေတာပါဒီ905နဲ့ပတ်သက်ပြီးတော့ဗီဇာတွေပြောင်းတာတို့ကျမမိဘတွေကိုခေါ်တာတို့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့တောင်းဆိုမှုတွေတခါမှမလုပ်ပါဘူးဒီဟာတွေအားလုံးကို အခွင့်အရေးလို့ကျမယူဆမထားပါဘူးကျမယူဆထားတာ905မတရားမှုလို့ပဲကျမယူဆထားတာ ကျွန်မနိုင်ငံကိုလည်းတစ္ဆာဖောက်ထားတာလည်းမရှိဘူးဘု து ့ဥမှာတစ္ဆာဖောက်ထားတာလည်းမရှိအဲ့တော့နိုင်ငံကိုသက်စာဖောက်မှုလေနိုင်ငံကိုဒါအကြီးညိုပြက်စီမှုလေကျမအကြီးညိုပြက်စီအောင်ကျမနိုင်ငံအကြောင်းကျမတပုတ်လီလွင်ပုတ်ချနေတာလည်းမဟုတ်ဘူးโอเคเนาะဆိုတဲ့အခါကျတော့မြန်မာနိုင်ငံကြီးကိုပြောနေတာကိုပြောနေတာမဟုတ်ဘူးလေမြန်မာနိုင်ငံကြီးကိုအုပ်ချုပ်နေတဲ့အာဏာရှင်မကောင်းတာကိုပြောတာလေကျမနိုင်ငံကြီးကဘာဖြစ်နေပါလဲလို့ပြောတာမဟုတ်တာ โอเคကျမနိုင်ငံကိုကြီးညိုပြက်စီအောင်မလုပ်ဘူးလေဒါကြောင့်မို့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့အတွက်ဘာမှလှုပ်ထားတာမရှိဘူးဒါတွေအလုံးကကိုယ်တမိုင်းနဲ့ကိုယ်ပါပဲဒီဟာလေးနဲ့ပတ်သက်ပြီးကျမတို့အခွင့်အရေးယူထားတာဘာမှမရှိပါဘူးအခွင့်အရေးယူထားတာဘာမှမရှိဘူးဇွန်နီလာတိဒါနဲ့ပတ်သက်ပြီးတော့အခွင့်အရေးယူထားတာတခုမှမရှိဘူးဒါကြောင့်မို့ကိုယ်တမိုင်းနဲ့ကိုယ်ပါလို့ပြောချင်တာပါကျမကြောင်းမှာမဆွန်နီလာတိ ိုလိုမျိုးဒီနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့တွေအားလုံးဟောပေါ့နော်အာတခုခုရှိတယ်ဆိုအကြောင်းကိုလာပြောပါတဲ့ကျမဘရောမှအကြောင်းကိုတော့တော့မပြောပါဘူးကျမပြောကြည့်ပါလားကျောင်းမှာနေထိုင်ခွင့်နေအလကားတွေပါတယ်ရနိုင်ပါတယ်ငွေရေးကြေးရရဒါပေမဲ့ကျမအခွင့်အရေးမယူခဲ့ဘူးကျမစကင်ကဲရောင်းလာတာတောင်မှကျမကျောင်းကိုစကင်ကဲရောင်းနေပါတယ်တိတယ်မလားသူကရိုက်မှုနဲ့ဆိုပြီးကျမကျောင်းကိုတိုင်စာလာတာတောင်မှ ကျွန်မဆီယာမတွေကိုဘယ်လိုပြောခဲ့တယ်မှတ်လဲကျွန်မစကင်ကဲရောင်းတာဟုတ်ပါတယ်ကျွန်မလှူတဲ့အတွက်ရောင်းတာပါအဲ့တော့ကျွန်မမှာအကုန်ဒီတေးလစဉ်ရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်မကကိုစကင်ကဲရောင်းနေရင်ကိုကိုစကင်ကဲရောင်းနေရင်အဥပမာဒီတခြားလူအခန်းပေါ်ပါလေဟိုစိတ်ညစ်ရမှာဆိုလို့ကိုတော့အပြင်ထွက်လာခဲ့တာတက်တလုံးကကြောင်းပါပဲနေခဲ့တာဟို ဘယ်ရီလာပို့နေတာလဲမသိဘူးဘသူဘယ်ကောင်မလဲကလမလားဘာလားဘာရီလာပို့နေတာလဲမသိအောက်ကနေဘာဖိုင်လေးလာပို့နေတာဘာထည့်လိုက် တော့အားလုံးပဲ fighting ကျမတော့အားလုံးရင်ဆိုင်ကြောလောက်သွားမှာပါအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ EPS လဲအော်မက်ဆန်နီလာထိပြောတာဟုတ်လို့လားစုံစမ်းပါကျမပြောတာလဲကျမပြောတာကိုလည်းမယုံနဲ့လို့စုံစမ်းပါဒါပေမဲ့ကျမမှန်နေစီရမယ်စုံစမ်းပါမက်ဆန်နီလာထိပြောတာ EPS ကြီးကအဲ့လိုမျိုးကြီးလားစုံစမ်းပါနာ နှစ်ဖက်ရှိတယ်မျက်လုံးနှလုံးရှိတယ်မျက်လုံးနှလုံးနဲ့ကြည့်ပြီးတော့နားနှစ်ဖက်နဲ့နားထောင်ပြီးတော့စုံစမ်းပါသူပြောတာမှန်လားအဲ့ဒါမှအဖြေမှန်သိရမှာပါဘယ်တော့မှတစ်ဖက်ထဲနားမထောင်ပါနဲ့တစ်ဖက်ထဲနားမထောင်ပါနဲ့နှစ်ဖက်နှလုံးရှိပါတယ်တေချာနားထောင်ပြီးပါကျမတို့ကတော့ဥပဒေရပဲလောက်သွားမှာပါဇနီလာတိငြိမ်တဲ့ကာလပြီးဆုံးသွားပါဇနီလာတိ ထတဲ့ကာလရောက်တာထတဲ့ကာလဆိုနှာဘူးတော့မဟုတ်ဘူးเนาะအဲ့လိုကျိုးခွင့်နဲ့ပြန်ရောက်ပြီဖော်ဖို့အတွက်တားကြီးရတယောက်ထဲနဲ့အခုတော့လက်စင်တွေကိုစာလက်စင်တွေကိုကြည့်လိုက်ပါအောင်တနေ့ကွန်ပျူတာလေးကြည့်ရတော့မျက်လုံးတွေတော့ကွာ ဲ့တော့အားလုံးဖိုက်တင်အားကြအားကြဒီနှစ်ကုန်ရင်ငါတို့နိုင်ပြီလို့မှတ်လိုက်ပါဒါကြောင့်မလို့ထင်ပါတယ်ကျမအရင်တုန်းကတော်လန်ရေးဖြစ်တုန်းကအခုအမေရိကန်ကိုရောက်သွားတဲ့အမအနေပြီးကျမမဆုံရေးတဲ့၅နှစ်ကြာမှာ အမလေးရဲ့အဲ့ဒီနေမှာထမင်းတော်မစားနိုင်ဘာဖြစ်လို့၅နှစ်ကြာရမှာလဲဆိုပြီးတော့အခုသူပြောသလိုပါပဲတဖြည်းဖြည်းနဲ့၃နှစ် လေးနှစ်တောင်ဖြစ်လာတယ်။သူတို့ကတော့ဟိုတမား6ဖက်ကနေအမေရိကန်ကိုရောက်သွားခဲ့တာဟုတ်။ဒါပေမဲ့လည်းပြပမှာရှိနေတဲ့သူတွေအတွက်လည်းပြန်ပြီးတော့ပံ့ပိုးငွေလေးတွေပါလေးတွေလည်းရတာပေါ့နော်။ဘယ်သူမှတော့အပြစ်တော့မပြောလိုပါဘူး။အဲ့တော့၅နှစ်ဆိုတာကျမတို့စတည်တယ်ကျမ၅နှစ်ဆိုတော့စပြောတည်တယ်အဲ့တော့၅နှစ်တော့မလောက်ကြပါနဲ့လို့၄နှစ်လောက်ပဲလောက်ပါပြည်သူတွေလည်းလွယ်တော့ ငါးနှစ်တော့မလုပ်ကြပါနဲ့လို့အားလုံးဘာဖြစ်ရှကူတောင်းပန်ပါတယ်လေးနှစ်ပဲလုပ်ကြပါတယ် fighting အဲ့တော့ကျမလည်းဒီဘက်မှာဆုံးတတ်ပေးပါမယ်အချာညာအချာညာကိုကိုပဲအဲ့လိုပဲအတင်းနေရတာပဲ fighting